ခုတင်မြင်တွေ့နေရတဲ့ရုပ်ထုနှစ်ခုက မနှက်စောစောအာယုံတက်ချိန်နေအောင်ကြီးပထမဆုံးကြားရောက်တဲ့အချိန်ဆိုရင်တရောတန်လိုလိုစစ်တီတူရဲ့ငူကြွေးတန်လိုလိုထူးဆန်းတဲ့အတန်တွေထွက်ပေါ်လာပါတယ်ဒီရုပ်ထုတ်ကြီးနှစ်ခုကတော့ကိုလက်စွိုင်းတော့မန်နုံလို့ခေါ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း3400လောက်ကတိစောက်ခဲ့တာဖြစ်ပြီးအီဂျစ်နိုင်ငံလူဆောင်းမြို့ နိုင်မြေရဲ့အရှိဘကံပေါ်မှာတည်ရှိပါတယ်။ပေ60လောက်မြင့်ပြီးတန်1300လောက်အလေးချိန်ရှိပါတယ်။မန်နွန်ဆိုတာကသူ့ရဲ့အမြင်အရင်မဟုတ်ပါဘူး။အီဂျေခီးသွားတွေကသူတို့ရဲ့ဒန်နာရီတွေက အာယုံဦးနတ်ဖရားမရဲ့တားဖြစ်တဲ့မန်နွန်ကိုအဆွဲပြုပြီးခေါ်ရကနေနာမည်အရင်ကပျောက်ဆုံးသွားပြီးကိုလက်စွိုင်းတော့မန်နွန်လို့အမည်တင်သွားတာဖြစ်ပါတယ်။တကယ်တမ်းဒီရုပ်ထုနှစ်ခုကရှေးခေဘာရိုဘီယန်အာမန်ဟိုတက်3ရဲ့ရုပ်ကိုပုံဖော်ထုတ်စစ်ထားတာဖြစ်ပါတယ်။ ဘယင်အာမဟိုတက်တရီရဲ့အလောင်းတော်တကြွရာဖះချောင်းရဲ့ရှေ့မှာတိဆောက်ထားတာပါ အခုသင်မြင်တွေ့နေရတဲ့ရုပ်တုနှစ်ခုရဲ့နောက်မှာဟိုတစ်ချိန်ကခန္ဓာကြီးကျယ်တဲ့ဖះချောင်းကြီးတစ်ခုရှိခဲ့ပါတယ်ဒါပေမဲ့အချိန်ကြီးကြာလာတဲ့အခါငလင်တန်းတွေနိုင်မြက်ကတက်လာတဲ့ရည်ကြီးရည်ရှမ်းမှုတွေကြောင့်ဖះချောင်းကြီးကပျက်စီးသွားပြီးဒီရုပ်တုကြီးနှစ်ခုသာပုံစံမပြတ်ပဲကျန်ရစ်ခဲ့ပါတယ် ဒီရုပ်ထုကြီးနဲ့ပတ်သက်ပြီးအထူးခြားဆုံးအချက်ခရီးသည်တွေကိုအဆွေးဆောင်နိုင်ဆုံးအချက်ကတော့မနှက်စောစောအာယုံတက်ချိန်နေရောင်ကြီးပထမဆုံးကြာရောက်တဲ့အချိန်ဆိုရင်တရောတန်လိုလိုစစ်တီတူရဲ့ငိုကြွေးတန်လိုလိုကလေးတယောက်ကသူ့အမေကိုခေါ်နေတဲ့အတန်လိုလိုထူးဆန်းတဲ့အတန်တွေထွက်ပေါ်လာပါတယ်ရုပ်ထုနှစ်ခုစလုံးကထွက်ပေါ်လာတာမျိုးမဟုတ်ပဲမြောက်ဘက်ကရုပ်ထုတစ်ခုတည်းကနေပဲထွက်ပေါ်နေတာဖြစ်ပါတယ် ဂရိနဲ့ယောမခီးသွားတွေကဒီအတန်ကိုနားထောင်ဖို့ရအတွက်အဝေးကြီးကနေလာရောက်ကြပါတယ်။သူတို့ကဒီအတန်ဟာမန်တော်ရဲ့အတန်ဖြစ်ရမယ်လို့ယူဆပါတယ်။သူတိုက်ခဲ့တဲ့တိုက်ပွဲတွေရှားခဲ့တဲ့ဒဏ်ရာတွေမမေ့နိုင်တဲ့နာကျင်မှုတွေကြောင့်ဒီရုတ်တုကြီးကအတန်တွေထွက်ပေါ်လာတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ဒီရုတ်တုနှစ်ခုကို ပထမဆုံးအီဂျစ်တွေကတီးဆောက်ခဲ့ပြီး Trimuline တိုက်ပွဲမှာဂရိတွေကသိမ်းပိုက်သွားတာကြောင့်အခုလိုမျိုးယူဆတာဖြစ်နိုင်ပါတယ်။ ။နောက်ပိုင်းမှာတော့ပညာရှင်တွေကဒီထက်ပိုပြီးအသေးစိတ်ကြားတဲ့အချက်ကိုထုတ်ပြောနိုင်ခဲ့ပါတယ်။သူတို့ပြောတာကတော့ကိုအရင်တုန်းကဒီအတန်တွေမရှိခဲ့ပါဘူး။ BC 2900လောက်မှာ ပြင်းထန်တဲ့ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ငလျင်ထဲမှာပဲမြောက်ဘက်ကရုပ်ထုကြီးကခါအထက်ပိုင်းကနေကွဲအပ်သွားပြီး အနောက်ဘက်ကဘုရားကျောင်းကြီးလည်းပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာမှဒီလိုထူးဆန်းတဲ့အသံတွေထွက်ပေါ်လာတာကြောင့်ကွဲအပ်သွားတဲ့ကြောက်တွေကြားတွေကို လေတိုးတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။မနက်ခင်းနေအောင်ကြီးကြောင်အပူချိန်ကရုတ်တရက်ပြောင်းလဲသွားပြီးကြောက်တီကြားတွေကိုလေနဲ့ရေကူးရေငွေတွေဝင်လာတာကြောင့်အခုလိုမျိုးထူးဆန်းတဲ့အတန်တွေထွက်ပေါ်လာတာလို့ကောက်ချက်ချခဲ့ပါတယ်။ဒါကတော့ပိုပြီးတော့လက်တွေ့ကြတဲ့ယူဆချက်ပါ။ဒါပေမဲ့မိခွန်းတွေကတော့ပြောင်းမသွားပါဘူး။ဘာလို့မနက်ခင်းကိုရောက်မှအတန်တွေကိုကြားရတာလဲ။ဘာလို့အမြဲတမ်းဒီအတန်တွေကိုကြားမနေရတာလဲ။ ဒီအကြောင်းနဲ့ပတ်သက်ပြီးသင်တို့ရောဘယ်လိုထင်ပါသလဲတငယ်ချင်းတို့ရဲ့အမြင်ကို comment မှာရေးသားပေးခဲ့ပါဦးနော်တကယ်လို့ကျွန်တော်မသိသေးတဲ့အကြောင်းအရာတွေလိုအပ်ချက်တွေရှိနေခဲ့ရင်လည်း comment ကနေတစ်ဆင့်ပြောပြခဲ့ပါဦးနော်